ထမဆုံးအနေနဲ့လေဒီသခိုင်းငလင်ကြောင့်ပေါ့လေပျက်စီးသွားတဲ့ဒီရှင်အောင်အဆောက်အုံတွေဟိုဘလောက်တိရှိလဲပေါ့လေဆရာတို့စုဆောင်းထားသလောက်ပေါ့လေအဲ့ဒါအားလေးအရင်ဆုံးပြောပြပါအောင်ဗျာဟုတ်အင်းဝဒေတာတခုလေးတင်600ရှိတယ်ဗျအဲ့တော့သခိုင်းအင်းဝအမရပူရာအဲမန္တလေးပင်ရဘောနော်အဲ့ဒီမှာပလိတ်အလုံးပေါင်း1000တော့ရှိတယ်လို့ပြောပါတယ် ်အဲ့ဒါကတော့ဟိုရှေ့မှာစိတ်ရက်ဖက်ကောက်တာရောရှေ့အောင်သူနေကောက်ထားတဲ့စိတ်တွေရောပေါ့နော်ဟိုဒါပေမဲ့အာဘေယာအင်းကြီးမှုတံမှုအနုပညာတံမှုသမိုင်းတံမှုပုံမြင့်နေဆိုတာတော့မခွဲခြားရသေးဘူးပေါ့အလုံးပေါင်းတစ်ထောင်လို့ပြောလို့ရပါတယ်အများဆုံးကအင်းဝပါခင်ဗျာဒီပျက်စီးသွားတဲ့ဥစ္စာတွေရောဟိုဆရာတော်အနေနဲ့ဟိုဘလို့ထိမ့်သိမ့်တင်လဲဘလို့မျိုးတွေလှုပ်ဆောင်တင်လဲအဲ့ဒါအဲ့ဒါလေးလည်းပြောပြပါဦး ဘယ်လိုထိန်းသိမ်းနဲ့လဲသိမ်းတယ်လဲဆိုတော့ဟိုကျွန်တော်တို့ဘယ်လိုပြောပြောတာတွေဘယ်လိုတွေနားဝင်မယ်တော့မသိဘူးပေါ့လေဟိုမပြည့်နှစ်ပိုင်းရှိတာပေါ့တစ်ပိုင်းကကျတော့ဟိုရှေးအောင်သူရင်နာနဲ့ဆိုင်ပြီးတစ်ပိုင်းကကျတော့ခောပကနဲ့ဆိုင်ပါပေါ့အဲတော့ခောပကပုံမှာရှေးအောင်သူရင်နာကဘယ်လောက်တက်ရောက်နိုင်မလဲဆိုတာမျိုးလည်းရှိတာပေါ့ဒီရှေးအောင်သူရင်နာနဲ့တက်ဆိုင်တဲ့အခါမျိုးကတော့ဘူလာလက်ရံပြည့်ထိမ့်သိမ်းဆောက်ရှောက်တယ်ဆိုတာထက် ဟို UNESCO guideline ရာဆိုရင်တော့အသင်းမထည့်သွင်းဘူးပေါ့ပစ္စည်းတွေနေရာတွေမှာလေအဲ့တော့ဆိုပါတော့ဥပမာလွယ်လွယ်ပြောရရင် menu အုပ်ချောင်းပေါ့နောက် Chinese ရဲ့ပြောချသွားတယ်သို့သော်ရှေ့မှာအမရပူရခေရဲ့စိန်တော်မန်းတွေအနုပညာလျာပန်းတွေလျန်ကြီးတွေကပန်းတွေဒါတွေကကြံငယ်သေးတာဟုတ်ကြံငယ်တော့ ျွန်တော်တို့သဘောရဆိုရင်တော့အဲမင်းတို့အကြောင်းနောက်ကအပျက်စီးကိုရှင်းရှင်းပြီးတော့ရှေ့ရဟာကိုဘင်းချုပ်စနေကြသက်သက်ရနေနောက်ဟာကိုပဲနိုင်အောင်ထိမ့်ပေါ့နိုင်အောင်ထိမ့်ပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့စီမှာလဲဟိုနောက်အစ်အစားထိုးရင်အစ်နဲ့အဟောင်းနဲ့မတွဲဆက်တဲ့ပြဿနာလည်းရှိပုံရပါတယ် ဲ့လိုဖြစ်လိုက်ရင်လည်းအဲ့လိုဟာမျိုးကဟိုအစ်တတွေပြန်ပြတ်တာမျိုးများများနေရတယ်အဲ့တော့အဲ့ number end အကြောင်းကြီးကိုနောက်ကရှင်နောက်ကိုကျွန်တော်တို့သဘောရဆိုတော့ပြန်မဆောက်ချင်းကိုရှိဦးပဲသူလည်းငလင်တန်းခံခဲ့ရတယ်ဆိုတော့တမိုင်းကြောင့်ပေါ့ပြိုင်နေရှိရနေပြီးတော့မိထုပြပေါ့အပြင်မှာမင်းတို့အကြောင်းပူဆန်နေတော့လှုပ်ချလှုပ်ပေါ့ဒီလိုမျိုးဖြစ်စေချင်တာပေါ့ကျွန်တော်တို့ကတော့အဲထဲမှာရောဒီ UNESCO ကဟိုဗောလေအတိအမှတ်ပြုထားတဲ့အဆောက်အုံတွေရောပါလားဗောလေပျက်စီးတဲ့အထဲမှာရောဆရာအဲ့ဒါလေးလည်းပြောပြပါအောင်။အဲ UNESCO က ဒီရှီဟောင်းရင်းနေမှုပညာတန်ဖိုးရင်းမှုတန်ဖိုးတမိုင်းတန်ဖိုးရှိတယ်ဟို authentic ဖြစ်တဲ့ဟာတွေကိုအတိမတ်ပြုပြီးသားပါအဲ့ဒါမျိုးတွေကများပါတယ်ပါပါတယ်အဲ့ဒါလေဟို UNESCO ကအကူအညီတွေရောရလာဆရာကျွန်တော်တို့ ਨੇ ဤတဲ့နီးစပ်တဲ့ UNESCO ပညာရှင်တွေကတော့သူတို့ဒီကျွန်တော်တို့ရိုက်ကူးထားတဲ့ပုံတွေကိုကြည့်ချင်တယ်တွေးချင်တယ်သူတို့ဘာတွေအကူအညီပေးရမလဲဆိုတာမျိုးတော့သူတို့အသိရှိပုံရပါတယ် ပျက်စီးသွားတဲ့ဒီရှေးအောင်မွေနေစောင်းဝင်တွေကိုရိုက်ကူးရေးလုပ်နေဆိုပြီးတော့လည်းသိရတော့လေဟိုအဲ့ဒီချင်းနေလည်းပြောပြပါအောင်ဟိုပြီးတော့ရည်ရွယ်ချက်ကရောဘာဖြစ်မလဲပေါ့လေဟုတ်ကျွန်တော်တို့ကတော့ခုကျွန်တော်ရဲ့ဆန်လုံးတမချက်တိုင်းပေါ့နော်ဟိုအနုပညာတံမိုးရင်းမှုတံမိုးသမိုင်းတံမိုးရှိရဲ့ဒီပထိုးကြီးပြုကြသွားစီပထိုးကြီးအရင်ရိုက်ကူးမတန်းနေတယ်ပေါ့ဒါကတော့တိဘေဘက်ကပဲဖြစ်ဖြစ်ဒီ ရှားစီရီပထိုးတွေကိုပြုရင်ထိမ့်သိမ့်လိုချင်တယ်ဆိုရင်ကျွန်တော်တို့မူလားပုံနဲ့အခုပုံနဲ့တိုက်ဆိုင်ပေးဖို့ရောညှိနှိုင်းပြုဖို့အတွက်ကူညီမယ်ပြီးရင်ကျွန်တော်တို့ဒီစကိုင်းငလင်တန်းခန်းတဲ့အမှတ်တမ်းကိုကျွန်တော်တို့အနာဂတ်မျိုးဆက်တစ်ကိုနာအတိပေးလိုတဲ့ရည်ရည်ချက်နဲ့ဒီမှတ်တမ်းကိုကျွန်တော်ဖြည့်သွင်းလာပါပဲဒါခဏနေကျွန်တော်က Google Drive ထဲကနေ Drive link နေပေးမှာပါဘယ်သူမှစုံမချင်နိုင်အောင်လို့လေဒီသဘောပါ ဟိုလက်ရှိမှာရောပြီးစီးမှုအခြေအနေကဘယ်လောက်ရှိသွားပြီလဲဆရာတို့ဟိုပြီးတော့ဘယ်လောက်လောက်ဟိုရိုက်ကူးထားပြီလဲဗောလေဟိုအဲ့ဒါလေးလည်းပြောပြပါဦးအဲအမရပူရရဲ့အဲပင်ရရဲ့စကိုင်းရဲ့မန္တလေးရဲ့ရိုက်ကူးပြီးပါပြီနောက်ကျန်တာလေးတွေတော့နောက်တကြံပြီးရင်တစ်ခေါက်လောက်ပြန်ပြီးကျွန်တော်ရိုက်ဖို့စိတ်ကူးရှိပါတယ်ပြန်ရရအောင်ပါမတန်ဘူးရတဲ့လောက်တော့ကျွန်တော်နဲ့လောက်ထည့်သွင်းသွားမှာပါ။နောက်ဆုံးအနေနဲ့ပေါ့ဒီဒီငလင်ကြောင့်ပေါ့ဒီရှင်းအောင်ဆောင်းအောင်နေပျက်စီးသွားတဲ့ပတ်သက်ပြီးတော့ဆရာအနေနဲ့ဒီဖြစ်ဆက်ပြောချင်တာရှင်လည်းပြောပြပါဦးခင်ဗျာ။ကျွန်တော်တို့အားလုံးကဟိုနိုင်တဲ့လောက် ပြင်ပြင်ထိန်းသိမ်းသွားမှာယုတ်တိတော့ပြောရမှာရများတာပေါ့နော်များရင်မဲ့လည်းတဖြည်းဖြည်းချင်းနဲ့ဒီအပျက်စီးတွေကိုရှင်းလင်းမယ်ပြီးရင်လက်ဆိုင်ရအဖွဲ့အစည်းတွေနဲ့ဘယ်လိုပြင်ပြင်ထိန်းသိမ်းရမလဲဆိုတဲ့မျိုးတွေကိုဟိုအများကြီးဆိုတာလဲပတ်ဝန်းပြီးကြရင်ကောင်းတာပေါ့ဒီလိုပဲကျွန်တော်ပြောချင်ပါတယ်